န်းလည်းအများကြီးမပါဘူးအဲ့ဒီနေရာမှာကျွန်တော်အဲ့တဲ့တယောက်ဆောင်မထိုးပေးပါလို့ဘာလို့အဲ့တဲ့တယောက်ဆောင်မထိုးရလဲဆိုကိုကိုကိုယုံကြည်မှုမရှိလို့အဓိကတော့ကွန်ပျူတာမရှိဘူးမရှိတော့အဲ့တဲ့တယောက်ဆောင်ဆိုရင်ဩတော့အဲ့တဲ့တယောက်ဆောင်ပဲဖြည့်ဆွတ်ပြီးကြည်နိုင်တယ်ဗောနော်ဒါမျိုးကြည်ရကိုကိုပြောချင်တယ်လားမသိဘူးဟုတ်လားမဟုတ်ပါဘူးအကိုရဲ့ခမ်းမဲ့ပါပါနဲ့ခမ်းမဲ့ပါပါပါဝင်ခွင့်ပါဝင်ခွင့်ရတာကောဒါခွင့်ရေးတရက်ပဲအခုအတွက်ကောင်းချင်းမင်္ဂလာတခုပဲဟုတ်ဟုတ်ဆိုင်ရဲ့တော့ ဘေးမင်းဘယ်သွားမလို့လဲပါတာဂီတာမှာတရုတ်ဆောင်တာကျွန်တော်တို့အခက်ခဲတော့ဖြစ်စေတယ်ဒါပေမဲ့ဟိုတကြိမ်တစ်ခါတော့စမ်းကြည့်အောင်မယ်ဆိုပြီးတော့ဒါဒီပထမအောင်ဆုံးလောက်ခဲ့တာပေါ့နော်စီးလေးတူလို့ဆိုရအောင်နေနေဘောလုံးမလို့ချောင်းလာပေါ့ဒါကျွန်တော်တို့လည်းငငယ်ကတော့ဟိုဂီတလောက်ကလည်းဆိုက်ဖို့တော့အဲ့လိုပဲခက်ခဲခဲ့တာပေါ့အဲ့လိုမျိုးပဲပေါ့ရုပ်ရှင်တကားရိုက်ဖို့ဆိုရင်ခက်ခဲတော့တော့တော့ဆောက်တော့ဆောက်ဖြစ်တယ် ကျွန်တော်ပထမဦးဆုံးကဆရာဦးမြတ်ခိုင်ကလေစပြောဆရာဦးမြတ်ခိုင်ကဒီကျွန်တော်ကိုအဲရုပ်ရှင်မင်းသားတင်ရိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ပြပီဆန်တဲခွဲသောနေ့အဲကိုပဲခေါင်းစဉ်တည်ပြီးတော့ကျွန်တော်နဲ့စုပန်ထွန်နဲ့အဲရိုက်ကြတာပေါ့နော်ရိုက်တော့အဲ့ဒါရိုက်ပြီးသွားတော့ကျွန်တော်ဒိုက်တာတော်ကြီးခံရိုက်တဲ့ရုပ်ရှင်ကားမှာကျွန်တော်ကဒီမင်းသားအနေနဲ့ထပ်ပြီးတော့ပါခွင့်ရတယ်အဲပြီးတော့ကျွန်တော်တို့ပန်းနှစ်ပွင့်စီးခြင်းပေါ့နော်ရုပ်သံ CD မှာလည်းပါခွင့်ရပါအဲ့ဒါလေးက ဒါရုပ်ရှင်နဲ့ကျွန်တော်ထိတွေ့ခဲ့တဲ့ဟာတွေပေါ့ဟုတ်တရုပ်ဆောင်တာကျွန်တော်တို့အခက်ခဲတော့ဖြစ်စေတယ်ဒါပေမဲ့ဟိုတကြိမ်တခါတော့စမ်းကြည့်အောင်မယ်ဆိုပြီးတော့ဒါဒီပထမဆုံးလောက်ခဲ့တာပေါ့နော်ဖုတ်လောကသူလည်းဝတ်ကူလောက်ခဲ့တာဆိုအဲ့တော့ဒီကျွန်တော်ကကိုဘွားမှာပေါ့ကျွန်တော်ကဟို music ကတော့ကိုဘွားရဲ့ကိုရဲ့ဘဝတစ်ခုလုံးပေါ့နော်အဲ့တော့ဒီရုပ်ရှင်ကကျတော့ကိုမလောက်ဘူးတာလေးစမ်းပြီးလောက်မယ်ပေါ့နော်ဟိုပြီးတော့ ဟိုဘေးကနေလည်းပြောကြတဲ့လူတွေရှိတယ်ဗောနော်အဲ့လိုရုပ်ရှင်ရိုက်ရမှာဘာလို့မရိုက်တာလဲဒီလောက်အရက်ရှည်ကြီးဘာညာဆိုအဲ့လိုမျိုးပြောတော့ကဲအဲ့ဒါဆိုလည်းစမ်းကြည့်မယ်ဆိုပြီးတော့ဝင်ပြီးတော့ရိုက်ဖြစ်တာဗောအဲ့တော့ဟိုရုပ်ရှင်ရကြတော့ကိုယ့်ရဲ့ဘဝရဲ့ဟို40 50 40ရာခိုင်နှုန်းလောက်ဗောနော်ကိုတော့တော့ခက်များပြောတဲ့ဇွဲပြည့်စုံလုပ်ကိုလေးကျို့ဟိုးဟိုးဟဲ့လားနော်မိတော့တေချာကြည့်ပါ40ရာခိုင်နှုန်းလောက်ကိုစမ်းသက်ပြီးတော့လုပ်တယ်အဲ့တော့ဘဝမှာမလုပ်ဘူးတာမလုပ်ဘူးတာလို့ ဂိလူပညာနဲ့ပတ်သက်ပြီးတော့လှုပ်ဖူးကျင်တယ်ပေါ့နော်လှုပ်ဖူးကျင်တယ်ဆိုစမ်းသပ်တဲ့အနေနဲ့ဒါရုပ်ရှင်ကယုံကြည်ကားတကားရိုက်တယ်ဇလန်းတွဲတစ်ခုရိုက်တယ်ဗီဒီယိုကားတစ်ခုရိုက်တယ်သုံးခုပေါ့အဲ့တော့စုံသွားပြီဆိုတော့ရိုက်ပြီးတဲ့အချိန်မှာကျွန်တော်နားမယ်ပေါ့နော်နားမယ်ဆိုတာဟိုငါနဲ့ဒီလောက်ကငါအကျိုးပေးတဲ့လုံမဟုတ်ဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့တကားတကားလက်ခံပြီးရိုက်ပြီးဆိုရင်စိတ်ပင်ပန်းနဲ့စိတ်စိတ်စိတ်ကိုဖိစည်းစေတယ်ဗျနော်တချင်းတပုတ်တပုတ်လှုပ်ဖို့အတွက်ကကိုယ့်အတွက်လွယ်ကူတယ်ပွဲအများကြီးပွဲဆိုတာအတွက်ကိုယ့်အတွက်လွယ်ကူတယ် ဘလိုနေရာမျိုးမှာပဲဆိုရဆိုရဘလိုပွဲမျိုးပဲဆိုရဆိုရတချို့တချို့သွားဆိုတဲ့ပွဲတွေဆိုစောင်းစစ်စံမကောင်းတာတွေရှိတယ်တချို့တချို့အရန်ဝေးလေဝေးလံနဲ့အဲဝေးဟိုဟိုအစွန်ဖျားတွေအဲ့လိုမျိုးနာကတော့ဘာအဲ့လိုအဲ့လိုတွေထိသွားပြီးတော့တချင်းနေဆိုခဲ့ဘူးတယ်အဲ့တော့အဲ့အရာကြီးကကိုယ့်အတွက်ဘလောက်ပဲခီးသွားတာပင်မမှသေးဘလောက်ပဲဟိုရောက်တာနဲ့တန်းဆိုရတာပဲဖြစ်ဖြစ်ဘလို့ပဲပင်မမှသေးအလုတ်ကိုပြုံးပျော်ပြီးတော့လုံနိုင်တယ်ကိုဝါသနာနဲ့လုံရတဲ့အလုတ်နဲ့ထတ်တူကြတယ်ဘာမှရုပ်ရှင်ကကြတော့အဲ့လိုမျိုးထတ်တူမကြနိုင်ဘူးမကြနိုင်ဘူးဆိုတာကိုကိုကို ိလိုက်တဲ့အရာတခုပေါ့ဒါပေမဲ့ရမန်ညခါကိုကိုဒါဟိုအခွင့်ရေးပေးလို့အခွင့်ရေးပေးလို့အဲလောက်ကြည့်ပါဆိုပေါ့ပေါ့ပါပါပဲလို့ပြောလို့ရှိရင်တော့လောက်ကြည့်ခြင်းနဲ့စမ်းသပ်ခြင်းနဲ့အဲ့အတွက်စမ်းသပ်ဖြစ်တာပေါ့ဒါပါပဲအဲ့ဒါတွေကတော့ရိုက်ဖြစ်တယ်အဲ့ဒါတွေကတော့ music video ကတော့အများကြီးပဲဟိုကိုစောပိုင်းလည်းရိုက်ဘူးတယ်ကိုဖုတ်ကလည်းရိုက်ဘူးတယ်နောက်ပြီးတော့ GG နောက် music video ကတော့အဲ့ဟိုအဆိုတော်တွေတော်တော်များများရဲ့ ဘဝမှာရုပ်အနေနဲ့ဒီပါဝင်ရုပ်ဆောင်ပေးပြတာလည်းအများကြီးပဲရှိတယ်ပေါ့အဲ့ဒါကြီးတော့ဟုတ်ဒါကတော့အအောင်ခမေးရအကိုရင်းနဲ့ခင်တော့တို့တို့ကနေပြီးတော့ဒီကကာရိုက်တာလေးပေါ့ဒီလိုနေရာလေးကန်းလမ်းမှာမဲဆိုတော့အဲ့နဲ့ကန်းလမ်းရဲ့ဝင်ရောက်ပြီးတော့ရိုက်ရိုက်ခဲ့တာပေါ့ဒါပေမဲ့ဒီအလုံးနဲ့ယောက်ျားကိုချိုးစားတယ်လို့တော့အပြောမခံနိုင်ဒါမဲ့ကိုချိုးစားတယ်လို့ဘယ်သူမှမထင်ရဘူး ခန်းလည်းအများကြီးမပါဘူးအဲ့ဒီနေရာမှာကျွန်တော်ဧည့်သည်တယောက်ဆိုမှထိုးပေးပါလို့ဘာလို့ဧည့်သည်တယောက်ဆိုမှထိုးရလဲဆိုကိုကိုကိုယုံကြည်မှုမရှိလို့အဓိကတော့ကွန်ပျူတာမရှိဘူးမရှိတော့ဧည့်သည်တယောက်ဆိုရင်အော်တူဧည့်သည်တယောက်ဆိုမှဖြည့်ဆွက်ပြီးကြည်နိုင်တယ်ပေါ့နော်ပြီးတော့ဟိုဘယ်လိုပြောရမလဲကိုကလှုပ်တက်တာနည်းနည်းလေးပဲလှုပ်တက်တာရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဝေးနေရလဲကြာပြီဆိုတော့ဒါကိုက အဲပြန်ပြီးနှိစက်တဲ့သဘောလေးပေါ့ကိုလှုပ်ကြည့်တယ်အဆင်ပြေတယ်အဲ့တော့ဘာဖြစ်ဖြစ်ဒါယုံတင်တဲ့ခါကျရင်ဘယ်လို feedback တွေလာမလဲဆိုတော့ဘာဖြစ်ဖြစ်ရုပ်ရှင်မှာတစ်ခန်းပဲပါပါနှစ်ခန်းပဲပါပါပါဝင်ခွင့်ပါဝင်ခွင့်ရတာကောဒါခွင့်ရေးတစ်ရက်ပဲအခုအတွက်ကောင်းချင်းမင်္ဂလာတစ်ခုပဲဟိုဘာဖြစ်ဖြစ်တချို့ဟိုဒီရုပ်ရှင်ကြီးပြိဿတ်တွေကဇွဲပြေကို ဘာတစ်ချင်းနေဒီရုပ်ရှင်လေးကိုကြည့်ပြီးမှဇပြာဘာတစ်ချင်းနေဆိုတာလဲဘသူလဲဟာဒီကောင်လေးကဘသူလဲရုပ်အစ်အဲ့လိုမျိုးပေါ့ကို့မသိသေးရလူတွေတိသွားဖို့အတွက်အခွင့်အရေးတစ်ခုရတယ်လို့ဟိုမြင်ပါတယ်အဲ့အတွက်ကျွန်တော်ဂျူဝင်စူးစမ်းလိုက်တယ်ပေါ့ဟုတ်ဂီတအတွက်အထောက်ပံ့တစ်ခုပေါ့ပေါ့ပါပါပါပဲမေမြင့်မုံနဲ့ကျွန်တော်နဲ့ရည်သားဖြစ်တယ်ကြိုက်ကြတယ်အဲအဲ့လိုပဲအဲ့အဲ့လောက်ပါပဲအဲ့လောက်စိတ်မှာပဲဟုတ်တော်တော်များများတော့ဒီပေါ့ကျွန်တော်တို့ဟိုအားလုံးလို့ပေါ့ဂီတ အမှုပညာဆိုရင်အားလုံးလို့ပေါ့အဲ့လိုမျိုးတော့ပြောကြရမြားဒါပေမဲ့ကိုယ့်ဘက်ကစဉ်းစားကြည့်ရင်လည်းခက်ခဲတဲ့အရာတွေကိုယ့်အတွက်စူးစမ်းရမယ်ပို့ပြီးတော့ဟိုပင်ပင်မမှန်းဖြတ်တမ်းရမယ်ဟာတွေရှိတယ်တခါလေကျတော့ကိုဟိုဘယ်လိုပြောမလဲလူလူတွေမှာတယောက်နဲ့တယောက်ကွာခြားတာပေါ့နော်စိတ်တွေစိတ်နေစိတ်ထားတွေပြီးတော့နောက်ကိုယ့်အတွက်ဟိုလွယ်ကူနေတဲ့အရာတခုကသူ့အတွက်ခက်ခဲခက်ခဲနေတဲ့အထက်ဥပမာ something ကျွန်တော်တို့ဟိုဂီတာနဲ့ပတ်သက်ရင်ကျွန်တော်တို့အတွက်ဘယ်လိုနေရာမျိုးမှာပဲတခြင်းဆိုတာဆိုတာတခြင်း တပုတ်လောက်ဆိုဖို့အတွက်ကျွန်တော်တို့အရန်လွယ်ကူတယ်ဒါပေမဲ့တချို့တချို့အဲကျွန်တော်တို့အဲဂီတရဲ့အပြင်ဘက်ကလူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့နုပညာဘက်ကလူတွေပဲဖြစ်ဖြစ်တချို့တပုတ်ဆိုဖို့အတွက်တို့တို့ကခက်ခဲတယ်စင်မော်တက်ဖို့အတွက်ကြောက်တယ် live ဆိုရမှာအရန်ခက်ခဲတယ်ကြောက်တဲ့လူတွေလည်းရှိတယ်ဗောဒါကျွန်တော်တို့လည်းငယ်ငယ်ကတော့ဟိုဂီတလောကရဲ့ဆိုက်ဥတော်လည်းအဲ့လိုပဲခက်ခဲခဲ့တာဗောအဲ့လိုမျိုးပဲဗောရုပ်ရှင်တကားရိုက်ဖို့ဆိုအရန်ခက်ခဲတယ်တော့တော့တော့ဆောက်တော့ဆောက်ဖြစ်တယ်